ရဒိနိုင်ငံရဲ့မှုကင်းကျွမ်းကျင်သူတွေနဲ့ရတက်ဖွဲ့ဝင်လေးဟာစနေနေ့ညနှောင်းပိုင်းတည်ဒီရထားနဲ့ပတ်ဝန်းကျင်မှာစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ကြပါတယ်။စနေနေ့က Cambridgeshire ဒေသမှာရထားစီးခီးတွေဓာတ်ထိုးခံခဲ့ရတယ်လို့ခီးတွေကသတင်းပေးခဲ့ကြပါတယ်။ I was in coach H ကျွန်တော်ကတွေ့ရတဲ့မှာပါကျွန်တော်ဖုန်းနဲ့ audible နားထောင်နေတဲ့အချိန်ရုတ်တရက်လူတစ်ယောက်ကပြေးပြေးလို့អော်ပြီးပြေးတော့တာတွေ့ရတယ်။တယောက်ကအကုန်လုံးကိုဓာတ်နဲ့လိုက်ထိုးနေတယ်တဲ့။ အစာပိုင်းတော့ကျွန်တော်တို့ကတရားဟုတ်တရားကြည့်ပြီးဟာသလုံနေတာလို့ထင်ခဲ့ကြတာ။ Halloween ကာလမှုစားလုံနေကြတာလို့ပေါ့။ဒါပေမဲ့သူတို့မျက်နှာတွေကိုကြည့်လိုက်တဲ့အခါတကယ့်ကိုအလင်းနဲ့ထားနေတာတွေ့ရတာနဲ့ကျွန်တော်လည်းပစ္စည်းတွေယူပြီးပြေးခဲ့တာ။ကျွန်တော်တို့နောက်ကလူတွေကလည်းတကယ့်ကိုအတင်းတွန်းထိုးပြီးထိတ်လန့်နေကြပါတယ်လို့မျက်မြင်ခီးတဲ့သူကပြောဆိုပါတယ်။ဓာတ်ထိုးတိုက်ခိုက်မှုတွင်လူ၁၀ဦးထံရရှိခဲ့ပြီးအသက်အန္တရာယ်ဒဏ်ရာရသူ၉ဦးနှင့်အသက်အန္တရာယ်ဆိုးရင်ရသူ၂ဦးလို့အာဏာပိုင်တွေကအတည်ပြုထားပါတယ်။ ဗြိတိန်တပ်ယူပို့ဆောင်ရေးရဲတပ်ဖွဲ့ကတော့တန်လျာရှိသူ2ဦးကိုဖမ်းဆီးထားပြီလို့ပြောဆိုပြီးဘယ်လိုရည်ရွယ်ချက်နဲ့အခုလိုတိုက်ခိုက်တယ်ဆိုတာတော့အခုချိန်ထိမသိရသေးပါဘူးဒီဖြစ်စဉ်ကြောင့်ဒေသတွင်းမြေထားကွန်ရက်တွေအကြီးအကျယ်နှောက်ယှက်ဖြစ်ခဲ့ပြီးခီးတရေခီးမသွားကြဘို့တိုက်တွန်းချက်တစ်စောင်လဲထုတ်ပြန်ခဲ့ပါတယ် ဗြိတိန်ဝန်ကြီးချုပ်ကဟန်တင်တန်အနီးယထားပုံမှာဖြစ်ပွားခဲ့တဲ့ကြောင်းမက်ပွဲဖြစ်စဉ်အတွက်အလွန်စိုးရိမ်မိပါတယ်။ထိခိုက်ခံစားသူတွေအတွက်စိတ်မကောင်းဖြစ်ရပြီးအရေးပေါ်တုံ့ပြန်ကြတဲ့လုံခြုံရေးဝန်ထမ်းတွေရဲ့ဆောင်ရွက်မှုကိုလည်းကျေးဇူးတင်ပါတယ်။အဲ့ဒီဒေသမှာမြည်သူမဆိုရဲတပ်ဖွဲ့ရဲ့အကြံပြုချက်တိုင်းလိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာပါ။ဗြိတိန်ဆိုရရဲ့တရားဝင်ထုတ်ပြန်ခဲ့တဲ့စီးရင်စရာတွေအရဗြိတိန်နိုင်ငံမှာဓာတ်နဲ့တက်ကတ်မှုတွေဟာ2012ခုနှစ်ကစပြီးတဖြည်းဖြည်းမြင့်တက်လာခဲ့တာကိုတွေ့ရှိရပါတယ်ခင်ဗျာ။